ိတ်တင်းကျပ်ပြီးပျောက်လွယ်တဲ့ချမုံမိုင်းတစ်ဖက်ကြီး ပန်းကလေးတွေဟာနူးညံ့လှပါလွန်လို့သဘာဝပတ်ဝန်းကျင်ရဲ့တရုတ်ပေါ်ပြရုပ်တစ်ခုအဖြစ်ရှင်းသန့်တောက်ပမှုပေးတဲ့တာဝန်အပြင်လူတွေအတွက်အကျိုးဖြစ်လွန်တဲ့အစမ်းပြနိုင်ခြင်းပါရှိရလေနော်ဒီလိုအကျိုးဖြစ်တွန်းတဲ့ပန်းမွက်လေးတွေအများကြီးထဲကမှခန္ဓာမာပန်းတစ္ဆာပန်းဒေစီပန်းတို့နဲ့မျိုးနွယ်တူအနွယ်ဝင်ဖြစ်တဲ့ချာမိုမိုင်းပန်းမွက်ကလေးစီကနေရနိုင်မယ့်အကျိုးကျေးဇူးကိုယူကြရအောင်ပါဆိုစွန့်နုပြိုစင်အချိန်မှာလူရဲ့စိတ်နှလုံးကိုနှပနူးညံ့ခြင်းစောင့်ခြင်းနိုင်သူကလေးက6တွေ့အယောင်ဖြော့သွားခြင်း ှာလည်းပဲလူအတွက်အကျိုးဖြစ်တွင်တောက်သုံးစရာကိုစောင့်ယူပေးပါတယ်ဒီတော့ခြာမိုမိုင်းပန်းမွင့်ကလေးကိုလက်လက်ဆက်ဆက်ပန်းမွင့်ကနေပြုတ်လုံလို့ဖြစ်စေအချောက်ခံထားထားတဲ့ပန်းမွင့်ကိုဖြစ်ဖြစ်အသုံးပြုလို့ခြာမိုမိုင်းလက်ဖက်ရည်ချံပြုတ်လုံတောက်တုံးလို့ရပါတယ် အခုနေခါမှာခြာမုံမိုင်းတီကိုဆေးဘက်ဝင်ရိုးရာဆင်းနီးတဖုံအဖြစ်တစ်ကဘာလုံးကအတိအမှတ်ပြုသုံးဆွဲနေကြပါပြီ။အပြင်းမန်းကကြည့်ရင်နူးညံ့လှပတဲ့ပန်းကလေးဖြစ်ပေမယ့်သူ့ရဲ့အတွင်းထဲမှာရှိတဲ့အာနိသင်ကလည်းပါဝါအပြည့်ကြတာပါပဲနော်။တို့ရဲ့ခန္ဓာကိုယ်မှာရောင်ရမ်းခြင်းတွေဖြစ်မှာကိုစန့်ကျင်တိုက်ခိုက်ပေးတယ်။ဘက်တီးရီးယားဝင်ရောက်တိုက်ခတ်ခြေဖြတ်ခြင်းကိုကာကွယ်ပေးတယ်။အကျောအချင်းပြေလျော့စေတဲ့တက်တီရှိရယ်။အန်တီအောက်ဆီဒန်အစွမ်းတက်တီပေးစေပါတယ်တဲ့။ ်ဒါအပြင်ချမုံမိုင်းတီတောက်တုံးပြီးရဆိုရင်တို့ main query တွေမှာခန်းစားရတတဲ့ယာတိမလာခင်နာကျင်ခြင်းဝေဒနာ premenstrual syndrome ကိုကြောစင်နိုင်ပါတယ်ဒါတွေကချမုံမိုင်းပန်းမွင့်ကလေးကို တီးပြုတ်လို့တောက်တုံးခြင်းကနေရရှိမယ်အစွမ်းရလက်တွေပါနော် ချာမိုမိုင်းတီးရဲ့ကောင်းွက်တွေအများကြီးတွေကမှသူ့ရဲ့စိတ်အခြေအနေနဲ့သက်ဆိုင်တာကိုအထူးပြုပြီးဆက်လို့ပြောပြပါရစေ။ကြော်ကြားသလောက်ကျန်းမာခြင်းအကျိုးကျေးဇူးများတဲ့ဒီချာမိုမိုင်းတီးကိုတောက်သုံးတာဟာဓာတ်တိုးဆန့်ကျင်အာနိသင်မြန်မြန်ရစေတာဖြစ်လို့လူကိုဒုက္ခပေးတတ်တဲ့စိတ်ပင်ပန်းတင်းကျပ်လို့ဖြစ်ရတဲ့ယောဂဝေဒနာတော်တော်များများကိုသက်တာရောနေစေနိုင်ပါတယ်။ချာမိုမိုင်းတီးကိုတောက်သုံးပြီးရင် စိတ်ပူပန်စရာ တွေးတောစရာများခြင်းကြောင့် sleep disorder ရပြီးတော့ခဏခဏအိပ်မပြောဖြစ်တာတွေကိုပျောက်ကင်းလို့နှင်းနှင်းချိုင်ချိုင်အိပ်လို့ပြောစီပါတယ်။နောက်တစ်ခုက relaxant လို့ပြောတတ်ကြတဲ့စိတ်ကြည်လင်ခြင်းရစေဖို့ကိုအားပေးထောက်ကူနိုင်စွမ်းနာမှုကိုယ်စီမှာကြမ်းရခက်တွေးရခက်ဖြည့်ရှင်းရခက်လို့မုန်းချက်နေရရှိခဲ့မယ်ဆိုရင်ရောပါပြေပြောက်စေနိုင်တဲ့ပန်းမင်ကလေးတွေဖြစ်ပါတယ်။ပြီးတော့ချမိုမိုင်းတီးတစ်ခွက်မှာ flavonoids လို့ဆိုတဲ့ဓာတ်သတ္တိပါဝင်ပါသေးတယ်။ ဒီတက်တိက လူတွေမှာအကြောအချင်းတင်းတောက်နေရတွေစိတ်ရှုပ်ထွေးလို့ဖြေလျှော့ရခက်စဉ်းစားရကြနေခြင်းတွေကိုလုံမြောက်ပေါ်ပါစီပြီးလမ်းဆန်းပြရခြင်းကိုရစေနိုင်ပါတယ်ကိစ္စများများလူရောပေါင်းလို့အဆိုရှိလေတော့ဒီလိုရှုပ်ရှုပ်ထွေးထွေးအခြေအနေတွေကြော်လွှားဖို့အတွက်ရနဲ့မွေမွေနွေနွေထွေးထွေးဖြစ်စေတဲ့ခြာမုံမိုင်းတီးတောက်တော့ရင်ရှုပ်ထွေးခက်ခဲတဲ့ပြဿနာကိုခေါင်းအေးအေးထားစဉ်းစားပြီးဖြေရှင်းလို့ရတာပေါ့နော်အချို့တော့လေးလာဆန်းစစ်မှုတွေမှာဆိုရင်တနေ့တာအတွက်ခြာမုံမိုင်းတီး 1500 mg မှန်မှန်တောက်သုံးနေပါ anxiety symptoms တွေဖြစ်တဲ့စိတ်အတက်အကျလှုပ်ရှားလုံးကိုမွန်းချက်နေတာစိတ်ပင်ပန်းတာကိုတတ်တာပြောက်ခင်းခြင်းတွေ့ရပါတယ်เนาะဒါပေမဲ့နောက်ထပ်အသစ်ဖြစ်လို့ပေါ်ပေါက်လာနိုင်တဲ့ anxiety symptoms ကိုကာကွယ်နိုင်တယ်လို့ပြောချင်တော့မဟုတ်ပါဘူးတည်ကြတာကတော့စိတ်ပြည့်စုံမှုန့်ချက်ခြင်း anxiety symptoms ကိုကောင်းကောင်းကင်တွယ်ဖြေရှင်းနိုင်ဖို့ချာမိုမိုင်းတီးတောက်သုံးရင်းနဲ့ကုညီအားဖြည့်နိုင်မှာဖြစ်ပါတယ်။ Bambing လေးရဲ့အကြောင်း အကျိုးအကြောင်းအကုန်စင်ကြိုတင်သိစေဖို့ကောင်းတဲ့အမြင်နဲ့ကြည့်ပြီးတဲ့အခါမှာတတိပြုဖို့လိုတဲ့အချက်ကိုကြည့်ကြရအောင်ပါစိတ်ကြည်လင်ပေါ်ပါဖို့တိတ်ကောင်းတာတွေအကျိုးဖြစ်ထွန်းခြင်းတွေများပေမဲ့ဒီပန်းပွင့်ကလေးရဲ့ပုံနံတို့မဟုတ်ဒီပန်းပွင့်အနွယ်ဝင်များနဲ့ အလက်ကျစ်ဖြစ်တဲ့သူများကိုဝန်ဆောင်မိခင်များသွေးတိတ်ဖို့အတွက်ရည်ရွယ်တောက်သုံးရတဲ့ warfarin ဆေးကိုတောက်သုံးခြင်းလုပ်နေရသူတွေအဖို့ကတော့ခြာမုံမိုင်းတီတောက်သုံးမှုမတင့်တင့်ကြောင်းအကြံပြုပါတယ်နော်ဆိုရင်တို့ရဲ့တနေ့တာလောင်အိုက်ခက်ခဲနေတဲ့စိတ်လွင်မြင်မှုရနက်လေးမှုမှုနဲ့လန်းဆန်းစီပောင်ဝင်တဲ့ဓာတ်တက်တီကြောင့်အာယုံကြောပြေရောစီမှာမှုခြာမုံမိုင်းတီတောက်သုံးလို့စိတ်လွတ်လပ်ပြောက်ခြင်းအရာယူကြပါစို့